ီ writing series မှာဆရာက writing အပြင်ဒီ speaking grammar နဲ့တခြား usage တွေကိုပါနားလည်အောင်လို့ focus ထားတယ်ပြီးတော့ vocabulary ကိုလည်းကြွယ်ဝအောင်လို့ဆရာရည်ရွယ်ထားတယ်အဲ့တော့ဒီဆရာသင်ပေးနေတဲ့အချိန်ဒီ video ကြည့်နေတဲ့အချိန်မှာဒီ ရေးမဲ့ဘောပင်တစ်ချောင်းရဲ့နှုတ်ဆောင်တုတ်ကိုချထားပြီးတော့တောက်လျှောက်လိုက်မှတ်မယ်ရှားပြက်ပြောတဲ့မှတ်စုတွေကိုလည်းနှုတ်ဆိုပြီးတော့မှတ်သားထားမယ်ဆိုလို့ရှိရင်ဒီချက်ပေါင်း150ပြီးတဲ့အခါမှာကိုယ့်ရဲ့ခေါင်းထဲမှာရောစောက်ထဲမှာရောစာတွေရှိသွားမယ်အသုံးနှုံးတွေတုံးတက်သွားမယ်ပေါ့ဗျာပြောပြစနေတိုင်းအထီးအတွက်တစ်ခုဖြစ်သွားရယ်ဆရာလေးတေချာလေးရှင်းပြပေးမယ်ဆိုတော့တေချာလေးလေ့လာဖို့ဆရာတရားနဲ့အကြံပေးတယ်ဟုတ်ပြီအရင်ဆုံးဒီမှာရှိတဲ့စာကြောင်း၅ကြောင်းပြင်မယ်ဒီစာကြောင်း၅ကြောင်းဆရာထပ်ပြီးဖြန့်ထုတ်အောင်မယ်တရားလေးရှင်းပြအောင်မယ်ငှက်တွေပြန်တယ်လွ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 ယ်လေးပဲအဲ့တော့ငှက်တွေဆိုတော့ငှက်များဆိုတော့ဘယ်လိုရေးလဲဆိုရင် ဘက်ငါများဆို S ထည့်လိုက်တယ်ဒီမှာဒဲထဲမို့လုံမလို့ဆရာပြောပြမယ်ဒဲဆိုတာပြောတဲ့သူရောနားထောင်တဲ့သူရောသိရင်ဒါဟာတိကျရည်လို့ခေါ်တယ်ဒီငှက်ဒီဘယ်ငှက်မှမသိဘူးပြောတယ်ပြောလိုက်တဲ့သူကလည်းဘယ်ငှက်မှဆိုဖြစ်နိုင်တယ်လို့ general သဘောဆောင်တယ်ဒီပုံကသဘောဆောင်တယ်အသေးစိတ်ရင်းညွှန်းတာမဟုတ်ဘူးအဲဒါကြောင့်နေရာ flow မသိဘူးဆိုတဲ့အကြောင်းမှာဒဲထဲလို့မရဘူးပြန်လာဒီပုံမှန်ကိစ္စပဲဆိုတော့ bubble ကိုတုံးမယ်ဆိုရင် vert one ကိုတုံးမယ်ဒါပေမဲ့ vert နဲ့ပတ်သက်တဲ့အသေးစိတ်ကိုဒီ series ရဲ့ရှေ့မှာရှိတဲ့ဒီ အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30 series ဆိုတာမှဆရာတင်ထားပြပြီးအဲ့နောက်မှလည်း Warhol တွေကြွယ်အောင် speaking series ဆိုပြီးဆရာတင်ထားပြပြီးဒါတော့ writing series ပေါ့နော်ဒါပေမဲ့ series တခုကြီးတခြား series တွေကိုလည်းဒီ The White Tony နဲ့အထောက်ပံ့ပြနေရဆိုတော့နားလည်ရမယ်ဟုတ်ပြီအဲ့တော့ဆရာ30မှာဆရာပြောခဲ့တယ်ပုံမှန်ကလုတ်တဲ့ကိစ္စဘောင်ဝမ်းနဲ့ကြီးတယ်ဘောင်ဝမ်းကဘာလဲဆိုရင် flying လို့ခေါ်တယ်ဒီကောင်ကတခုကိန်းဆိုရင်ဒီကောင်မှာ SES ထည့်ရတယ်ဒီမှာအများဆိုဘာမှထည့်စရာမလိုတော့ဘူး bear flying လို့ဖြစ်သွားပြီ ဟုတ်ပြီနော်အဲ့တော့တခါလဲဒီမားကြတော့ငှက်တွေမပြောင်းဘူးလို့လုပ်လို့မရဘူးငှက်တွေကပြောင်းတယ်ဆိုတော့ဘာလို့လဲလုပ်လို့ရဆို question လေးတော့လောက်တောင်းတင်ပေးထားမယ်မေးခွန်းလုပ်မယ်ဆိုပါဆိုမေးခွန်းလုပ်ချင်ရှေ့ကိုဘာထုတ်ရလဲအကူထုတ်ရတယ်ဘဝိုင်းရဲ့တဘာဝရာသူကရှေ့ကို do နဲ့ dash နှလုံးထုတ်လို့ရတယ်တခုဆိုရင်တခု gain ဆိုရင်ရှေ့ကို dash ထုတ်မယ်အများဆိုရင် do ထုတ်မယ်တော့ငှက်ကအများဆိုရှေ့ကိုဘာထုတ်လိုက်လဲဆိုရင် do ထုတ်လိုက်တယ်ပြီးငှက်ကတော့ subject နေရာမှာတော့ bears ပဲနော် do bears ပြန်လာဆိုတော့ flyer နောက်မှာ bear zero အနေနဲ့ကြံခဲ့ရမယ်အဲ question ဖြစ်သွားတယ်ဟဲ့နော် bear fly ဒူဘက် fly ငှက်တွေပြန်တယ်ငှက်တွေပြန်လာရရနော်နောက်တစ်ခုသူပြေးတယ်သူက subject ဆိုတော့ he he တွေရှိတဲ့ it တွေ they တွေကိုမတဲဖို့ဆိုရင်ဒီရှိရရက်သုံးတဲ့ data တွေ series ကိုတွားပြီးကြီးလိုက်ဒါပုံမှန်ချိလာတဲ့လန်တာမဟုတ်ဘဲနဲ့ဂျာပြက်မြင်တဲ့လန်တာကိုဆရာပြောတာပေါ့နော်ကိုကအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့အရင်အရင်ရေးကြည့်တယ်ဒီမှာလို့ testing ဟာရဆက်သွားတဲ့ခါကျတော့အောက်ခြေနိုင်နေတဲ့ခါကျတော့ဘယ်လိုလေးဖြစ်တာလဲမသိဘူးဆိုတာမျိုးရှိမနေတော့ဘူးနော် why ဘာကြောင့်ဖြစ်တယ်ဆိုတော့နားလည်နေလိမ့်မယ်ပြေးတယ် တူပြေးတယ်ဆိုတော့ဟုတ်ပြေးနေရလို့ယူဆထားတာမဟုတ်ဘူးဒီတိုင်းပဲဆိုတော့ဘဝမ်းပဲတောင်းရမယ်ဟီရန်ဒါပေမဲ့ခုနဆရာပြောထားတယ်ဘဝမ်းရဲ့တဘာဝရဲ့ဟောဒီကောင်ကတစ်ခုလေးဆိုရင်ဒီကောင်မှာပါထားရလဲ S ထားရတယ်သူ့ကြောင့် negative လောက်ကြည့်လို့ရတယ်သူမပြေးဘူးဆိုပါစို့သူဆိုရင် subject ကဟီပေါ့မပြေးဘူးဆိုရင်လည်းဆရာခုနပြောထားရယ် negative လောက်မယ်ဆိုရင်အခုနှလုံးလာတယ်အဲ့ဒါပါလဲဆိုရင် doesn't နဲ့ don't နဲ့တစ်ခုလေးဆိုရင် doesn't အများဆိုရင် don't ဟီရတစ်ခုလေးဆိုတာပါလားလဲဆိုရင် doesn't လာရယ်ပေါ့ he doesn't နောက်က ဒီ do does ခေါ်လိုက်လို့ရှိရင်ဒီ do does တွေခေါ်လိုက်ရင် to နောက်က verb က original verb infinitive verb zero ဖြစ်သွားတယ်ဆိုတော့ဒီ s မပါတော့ original အလုံးပြန်ဖြစ်သွားတယ်အဲ့တော့ he doesn't run ဟောတခါဘာလို့လို့ရသေးလဲသူပြေးလားဆိုပြီးမေးခွန်းလေးလုပ်လို့ရသေးတယ်လားလို့ချင်းခုနကလိုပဲဆရာပြောထားတယ် do နဲ့ does ကိုရှင်းထုတ်ရမယ်မလားအဲ့တော့ဟိုကတူကတယောက်တည်းဆိုတော့ဘာထုတ်လိုက်လဲဆိုရင် does ကိုရှင်းထုတ်လိုက်တယ် does သူဒီဆိုဆက်ပြလာမယ် does he နောက်မှာ verb zero ကျန်ခဲ့မယ်ခုနကလိုပဲ does he run သူပြေးလား ်ဟာပြီနော်ကဲမနှက်ဖန်မိုးရွာလိမ့်မယ်အနာဂတ်ဖြစ်တယ်ဆရာပြောထားတယ်မိုးရွာရယ်ဆိုတဲ့ကိစ္စဒီလောက်တဲ့ subject မရှိဘူးအားကြောင့် subject အတုကိုခေါ်ရတယ်နော်နော်သူပြေးရဆိုတဲ့ကိစ္စမှာပြေးရသူပါရယ်မိုးရွာရဆိုတဲ့ကိစ္စမှာမိုးရွာလောက်တဲ့သူမပါဘူးအားကြောင့် subject အတုဖြစ်တဲ့ ITA ကိုခေါ်မယ်ဒါ subject အတုပဲ subject ပြီးလို့ရှိရင် verb လာမယ်မိုးရွာတာပါလဲဆိုရင် rain လို့ခေါ်ရယ်ဒါပေမဲ့မိုးရွာတာအခုရွာတာမဟုတ်ဘူးရွာနေရလည်းမဟုတ်ဘူးရွာလိမ့်မယ်ဆိုတဲ့အနာကတ် ဲ့လိုခံမှန်းတော့ဆိုရင်ဆိုတော့ဗာနဲ့တော့ရလို့ဆိုရင်ဝေလုံးနဲ့တော့ရတယ်မိုးရွာလိမ့်မယ်ဝေရဲ့နောက်မှာ vert zero ပဲရှိရမယ်ဆိုတော့ဒီမှာ s သွားထည့်လို့မရဘူးဒါ model verb လို့ခေါ်တယ် can go shall should will would may might must အဲ့ဒါတွေကို model verb လို့ခေါ်တယ် model verb တဲ့နောက်မှာ original verb infinitive vert zero ပဲလိုက်ရမယ်ဆိုတော့ဒီမှာ s ထည့်လို့မရအောင် it will rain ပြီးနေရာပိုင်းနေရာထည့်မယ်နေရာပြီးမှအချိန်ထည့်မယ်နေရာတော့မပါဘူးအချိန်ပါတယ်မနက်ဖန်မနက်ဖန်လို့ခေါ်ရဆိုရင် tomorrow လို့ခေါ်တယ်နော်ငါတို့စောင့်နေတယ် ငါတို့ဆိုတာအင်္ဂလိပ်လိုဆိုရင် we လို့ခေါ်တယ်ငါဆိုရင် i ငါတို့က we ဒါလည်းရှေ့ရရသုံးစက်မှာသူ့အတွက်တီးတန်ချက်ခိုင်းပြီးပြီဒါပေမဲ့လည်းအခုမှတွေ့ရလို့ဆိုရင်မှတ်လိုက်မယ်စောင့်နေရသည်အခုစောင့်နေရလားဟုတ်တယ်အခုလုံနေရင်ဘဝနဲ့မရဘူးဒါလည်းရရလေ msr ving နဲ့ရရတယ် present continuous tense လို့ခေါ်တယ်ဒါလည်းရှေ့သုံးစက်မှာပြောပြီးသားဒါတော့လည်းလည်း remix ပြန်ပြီးတော့ရောထားတာပေါ့နော်အခုစောင့်နေရင် msr ရဲ့ ving ရယ် we ကအများဆုံး r ထည့်တယ် ving က waiting ပေါ့ we are waiting အဲ့လိုပါလုံနေလဲစောင့်နေတယ် ဟောငါတို့စောင့်မနေဘူးဆိုရင်လည်းဒါလည်းလွယ်ပါလေ we သူကအကူနဲ့ ing နဲ့တွဲထားဖြစ်တဲ့ကြောင်ခုနကလို var1 လို့မျိုး don't နဲ့ doesn't နဲ့တွဲခေါ်စရာမလိုတော့ဘူးဒီကောက်မှာတွေဘာထည့်လို့ရလဲ not ထည့်လို့ရတယ်အဲ့တော့အဲ့ armor တွေဘာထည့်လိုက်လဲ not ထည့်တော့ we aren't ဆိုပြီးအသံထွက်သွားတယ် we aren't နောက်က var ing ကလည်းပြောင်းလဲမှုမရှိဘူးဘာကြောင့်လဲဆိုတော့ don't doesn't ခေါ်ရင်ဒါဒီ run က origin နဲ့ run ဆိုပြီးတော့ zero s ပြုတ်သွားမှာဒီခုကသူ့ဘာသူရှိပြီးသားအလုံးမှာ not ထည့်ရဖြစ်တဲ့ကြောင် waiting ရပါလေလဲဆိုရင် waiting ပဲ we aren't waiting ငါတို့စောင့်နေတာမဟုတ်ဘူးသူတို့မနေ့ကလမ်းလျှောက်ခဲ့တယ်သူတို့ဆိုတော့ဒီမလုပ်ခဲ့လဲလမ်းလျှောက်ခဲ့တယ် WA LK ဝလမ်းလျှောက်တာဒီအခုလားအတိတ်လားအတိတ်ဆိုရင်ဘာဖြစ်လောက်တုံးလဲဆိုရင်ဘာတူးတုံးမယ်အဲ့တော့ easy ထပ်လိုက်တယ်ဒါတော့ they walk ပြီးမနေ့ကဆိုပဲဒါတော့မယ်အဲ့ဒါပါလဲဆိုရင် they walk yesterday သူတို့မနေ့ကလမ်းလျှောက်ခဲ့တယ်ဟုတ်ပြီအဲ့တော့သူတို့မနေ့ကလမ်းလျှောက်ခဲ့တာမဟုတ်ဘူးသူတို့မနေ့ကလမ်းမလျှောက်ခဲ့ဘူးဆိုရွတ်ပြန်ပြီးတော့ negative လုပ်မယ်ဆိုပါစို့ဒါဆိုရင် verb do ဘဒူးဒီ not ထဲ့ဖို့အတွက်ခုနကလို MSR file ကြီးလို့နှလုံးသွင်းမဟုတ်တစ်လုံးနဲ့ဖြစ်တဲ့အတွက်ကြောင့်သူကအကူခေါ်ရတယ်ဘဒူးရဲ့အကူကကြတော့ခုနကလို do not dead မဟုတ်ဘဲနဲ့ဘာဖြစ်လဲဆိုရင် did ဖြစ်သွားတယ်နော်အဲ did ကိုခလိုက်တယ်ပြီးအဲဆို not နဲ့တွဲလိုက်တော့ they didn't ဖြစ်သွားတယ်ခုနကလို့ပဲ do not dead ဆိုပဲ do deadline verse 0ဖြစ်သွားတယ်လို့ပဲ didn't line နဲ့ဒီ worker verse 0တင်ဖြစ်သွားတယ်ကြတော့ wlk ကို work မှာပါတယ် ed ကပြုတ်သွားတယ် verse 0ပြန်ပြောင်းသွားတယ်နော် they didn't work သူလည်းမလျှောက်ခဲ့ဘူးမနေ့ကဆိုတော့ yesterday သူတို့မနေ့ကလမ်းလျှောက်ခဲ့လားဆိုပြီးလာမေးခွန်းလေးလုပ်ချင်တယ်လွယ်လွယ်လေးပါပဲခုနကဘာပဲရှေ့ထုတ်လိုက်မယ် DID တစ်ကိုရှေ့ထုတ်လိုက်မယ် Did they LK walk yesterday သူတို့မနေ့ကလမ်းလျှောက်ခဲ့လားဒီမှာဒီဒီမှာပါတော့တာကဒီမှာ did ဆိုတဲ့အကူကိုခေါ်လိုက်လို့ဒါဆိုရင်ဒီနေ့ဆရာသုံးထားတဲ့ပတ္တန်ကဘာလဲဆိုတော့ subject နဲ့ verb နဲ့တွဲတဲ့ပတ္တန်လေးဖြစ်ပါတယ် ပတန်ဆိုတာထက်ပတန်ကိုလည်းနားလဲရမယ်ပတန်ကြီးကင်ပြီးတော့ပတန်ကင်တက်မှရေးတက်တာလို့မလို့လည်းမဟုတ်ဘူးဒါပေမဲ့ကိုရေးတဲ့ဟာဒီဘာပုံစံလေးလဲဆိုတာကိုနားလဲရအောင်ဆရာပြောပြထားတာဖြစ်တယ်။ရှေးကလောက်တဲ့သူတွေဒီ subject ဖြစ်တယ်။နောက်က verb ကဒီမှာ verb တခြားတော့ဟိုစွတ်စွတ်ထွတ်ထွတ်မပါသေးဘူးသစင်းရှိလေးလည်းပဲတက်လာမယ်။ပြီးတော့မှဆရာတို့ဘာက grab လို့ခေါ်တဲ့စာပိုက်တွေရင်းနေတယ်ဆရာဆက်ပြီးတော့အသင်ပေးမယ်။ဟုတ်ပြီ။အဲ့တော့ဆရာလန်နာလေးနေတဲ့ပုံမှန်လေးလေ့လာချက်ပို့အပြန်အကြံပေးတယ်။တနည်းဥပမာအချိန်အများကြီးပေးရတာမဟုတ်တဲ့အတွက်ကြောင့်ပုံမှန်လေးလေ့လာမယ်ဆိုရင်ကိုယ့်အတွက်တကယ်အကျိုးရှိမှာပါနော်။ fighting မှာ